င်းနိုင်ငံတဲကိုနှစ်ပေါင်း20ကျော်30လောက်ကလေးကရောက်နေကြတယ်မြန်မာနိုင်ငံသားတွေကသူတို့ရောက်ကလေးကထိုင်းမှာနေရင်ဒီဆိုင်ကယ်အုပ်ထုပ်ဆောင်ဖို့လှုံ့ဆော်ဖန်ဆီးမှုတွေရှိတယ်ဆိုတာကိုပြောပြကြပါတယ်အထူးသဖြင့်တော့ဆိုင်ကယ်တွေအများဆုံးသုံးတဲ့ဒီချင်းမိုင်လိုမျိုးတွေမှာပေါ့နော်ဆိုအုပ်ထုပ်မဆောင်မဲနဲ့ဆိုင်ကယ်စီးတဲ့လူတွေကိုဖန်ဆီးတံရိုက်တာကလာစဉ်လိုလိုရာသီလိုက်လိုလိုနှစ်စဉ်နှစ်တိုင်းပေါ့အများရန်တွေ့နေရတဲ့မြင်ကွင်းတစ်ခုလို့လဲဆိုကြပါတယ်ဒါပေမဲ့ ထိုင်းရဲတွေကဒီတခါတော့တကယ်ကိုတင်းကျပ်လိုက်ပုံရပါတယ်ဂျွန်လာတရက်နေ့မနေ့ကစပြီးတော့ဆိုင်ကယ်မောင်းတဲ့သူတွေအုတ်ထုတ်မဆောင်ရင်ဒဏ်ငွေအားဖြင့်ဗတ်2000ပေါ့နော်ဟိုကျက်ဆိုလို့ရှိရင်3သိန်းနီးပါးလောက်ရှိနိုင်တယ်အာပြီးလို့ရှိရင်ဒီအဆိုင်ကယ် မောင်းတဲ့လူကအုတ်ထုတ်ဆောင်းထားပေမဲ့နောက်ကလိုက်ထိုင်တဲ့လူကအုတ်ထုတ်မဆောင်းထားဘူးဆိုရင်အာတန်ငွေအားဖြင့်ဗတ်၄ထောင်ဆိုတော့မြန်မာငွေကကျက်၅သိန်းခွဲလောက်အထိအာတန်ရိုက်မယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်ဆိုတော့ဆိုင်ကယ်စီးတဲ့မြန်မာနိုင်ငံသားတွေသတိထားနိုင်ဖို့ပါအုတ်ထုတ်မဆောင်းလို့တံငွေအပြင်နောက်ဆက်တွဲတွေပါရှိနိုင်တာမို့တတိထားကြဖို့တိုက်တွန်းချင်ပါတယ် ုတ်ထုတ်တွေကလည်းဒီလုံခြုံရေးအတွက် safety ဖြစ်တဲ့စိတ်ချရတဲ့အုတ်ထုတ်မျိုးတွေဖြစ်ဖို့တော့လိုပါလိမ့်မယ်ရှင်